အားမင်္ဂလာပါရှင်ကျမတို့ဒီချက်ရတော့ပါကျမတို့ပုံဝင်ကျမတို့လူတွေကသူတို့ဘာပဲလို့အကောင်းဆုံးဖြစ်ချင်တယ်အတော်ဆုံးဖြစ်ချင်တယ်တစ်ဖက်သားရဲ့အပရိရှိတ်ပေါ့နော်အတိမတ်ပြုအောင်ခံရခြင်းနဲ့အကြရှုံမခံရှင်ဘူးလောကဟိုရှုံးမအောင်ကြောက်နေရဆိုတဲ့ဒီမျိုးတွေကိုစုပ်ဘူးကမှာပါဒီလိုမျိုးတွေကိုကျမတို့က perfectionist ပြည့်စုံချင်လို့တဲ့တွေလို့ကျမတို့ကသတ်မှတ်ပါတယ် perfectionist တွေဟာဆိုလို့ရှိရင်အများသောအားဖြင့်နံပါတ်1နေလဲဆိုလို့ရှိရင်ဒီဖန်ချက်ညှော်မှန်းချက်တွေ ကြည့်มาတယ်အဲ့တော့ကြမလို့ band နေနေသူကအလုတ်အရန်ကြိုးစားတယ်နံပါတ်3နေနေဆိုလို့ရှိရင်ကြတော့သူတို့ကိုညသောအဖြစ်အပြစ်တင်တာမျိုးကိုသိပြီးတော့မကြိုက်ဘူးလက်ခံဘောတော့အများကြီးလို့လို့ defense ပြန်လုပ်နေတတ်တယ်နံပါတ်4ချက်အနေနဲ့ fear of failure ရှုံးနေမှာကြောက်တာအော်ညသောအဖြစ် perfectionist တွေကအဲမရှုံးရင်ဘောနော်ရှုံးတော့မှအရန်ကိုကြောက်ကြရတယ်။ဒါကြောင့်မလို့ professionist တွေကဆိုလို့ရှိရင်တို့ကအာ အလုတ်တအားကျိုးစားတယ်အလုတ်မမှန်တော့ခင်ဒါပေမဲ့အဲရှုံးသွားမှာမအောင်မြင်မှာကြောက်တဲ့စိတ်ကအမြဲရှိနေတာဖြစ်နေတော့တော့ဟာများသောအားဖြင့် energy တက်နေရယ် allergy version ဝင်တတ်တယ်အဲ OCD ပေါ့နော် obsessive compulsive states of the mood တွေဖြစ်လေဖြစ်တာရှိကြပါတယ်တကယ်တော့ compassionate တွေဟာသူတို့ကိုဘယ်သူမှအပြစ်မပြောတော့ညာလည်းပဲသူတို့ကတစ်ခါတလေကြောက်လို့ရှိရင် သူတို့ကသူတို့မကျေနပ်နိုင်ဘူးအားမလို့အားမရဖြစ်နေတာမျိုးရေးဖြစ်တတ်တယ်အဲဒါကြောင့်မလို့ညာတော့အပြင်ကျွန်မခုနပြောခဲ့တဲ့လိုပဲပေါ့နော်အလုပ်အားတိုးစားရတယ်ဒါပေမဲ့အများအားလိုလိုပေါ့နော်ပြစ်မှာ stress တွေရှိနေတတ်တယ် anxiety တွေဝင်နေတတ်တာမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါပေမဲ့ perfectionist ဖြစ်လို့မကောင်းဘူးလားဆိုတော့လည်းအဲ့လိုမဟုတ်ဘူးပေါ့နော် perfectionist ဖြစ်တဲ့အတွက်ကြောင့်ပထမကောင်းတဲ့အရာတွေတော့အများကြီးရှိပါတယ်ဘာလဲဆိုတော့သူတို့ကအရာရာအောင်အကောင်းဆုံးဖြစ်နေတာဖြစ်တဲ့အတွက်တကယ်ကို well plan ပေါ့နော်တည်တည်ချာချာလေး ြင်ဆင်တယ်။စနစ်တကျလုပ်တယ်။အသေးသေးလုပ်တယ်။ဆက်ယူဆွဲပြီးလုပ်တယ်။အော်ပြင်စမှုအားကောင်းတဲ့အတွက်ကြောင့်မလို့အများသောအခင်ကတော့တို့တို့အောင်မြင်မှုရတာများပါတယ်ပေါ့နော်တကယ်တမ်းတို့စိတ်တော်ကရောက်တယ်ဆိုတဲ့အရာကတော့တို့ရရှိတဲ့အရာကိုအောင်မြင်မှုကိုပေါ့နော်တို့ကဒီလက်မခံနိုင်ဘူးဘလောက်လဲတော့မရသေးဘူးဆိုပြီးတော့ satisfaction မဖြစ်တာမျိုးကြောင့်မလို့တို့မှအစိတ်တော်ကရောက်နေရတာမျိုးဖြစ်တယ်ပေါ့နော်တကယ်တမ်းကျတော့တို့ရဲ့အဲဒီ ရရှိလာတဲ့အဝင်မှုတွေခါလိုက်ကြလို့ရှိရင်အာဒီ result တွေပေါ့နော်အဲ့ volume မှာသူတို့ဘုသူအာ satisfy မဖြစ်တာလွယ်လွယ်ကူကူ accept တ်မဖြစ်တာမျိုးကြောင့်လားအစ်မခုနကပြောလို့ပေါ့နော် anxiety တွေဖြစ်တယ် depression တွေဝင်တယ်ဘသူဘသူကြောင့်မဟုတ်ဘူးခဲ့နဲ့အဲသူတို့ဘာသာသူတို့သူတို့ရဲ့အတွင်းဟိတ်ကနေဖြစ်နေတဲ့စိတ်ကောင်းတာတွေဖြစ်ပါတယ်အဲကြောင့်မလို့အာ ကိုယ်ခိုင်မှာပေါ့နော်ဒီမှာအခုနပြောခဲ့တယ် perfectionist pattern လေးရှိနေပြီအာ perfectionist sign လေးကိုမှပြနေပြီဆိုလို့ရှိရင်အဲကိုယ်မှာရှိနေတဲ့ဒီ perfectionist personality နဲ့ဘယ်လိုမျိုးအာ handle ရဖြစ်အောင်နေဟန်လဲအဲ့ဒါကြတော့အဲဒီ perfection နဲ့တောင်းဆက်လာတဲ့ anxiety depression OCD sign of mental disorder တွေအေးလဲပေါ့နော်ဟို ဘယ်လိုမျိုးမဖြစ်အောင်ပောက်ွယ်မလဲဘယ်လို mindset နဲ့နေထိုင်မလဲစတဲ့အကြံဉာဏ်လေးတွေကိုဟိုသိကျင်တယ်အဆွေးနွေးကျင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ဒီ coach patricia page မှာ organic subject တွေရှိပါတယ်အဲ coach patricia page ကိုဝင်ရောက်ပြီးတော့စောင့်နိုင်ပါတယ်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်